အားလုံးပဲမင်္ဂလာပါ။ online အဘိဓမ္မာအသင်တန်းမှကြိုဆိုပါရစေ။ဦးစင်းကဥခေမာတီတီပါ။သင်တန်းမစတင်ပြီးတရားဤမူလအပိုင်းရှင်အစ်စ်ဖြစ်တော်မူသောသောလောကထွတ်ထားရှင်တော်ဗုဒ္ဓမြတ်စွာဘုရားအားရှ िख ုဥချကတော်ပါ၏အရှင်ဘုရား။အာရမဏသင်္ဃဟ။အာရမဏသင်္ဃဟ။ဒါဆက်ပြီးတော့မှသွားပါမယ်။အာယုံ၆ပါးကိုပြောခဲ့ပါရစေ။ ပြေးအာယုံ၆ပါးနဲ့တခါဓာရတိုင်းနဲ့တွဲဆက်ပြီးမှပြောခဲ့ပါတယ်။နော်ဓာရိကစိတ်တွေကတိတဲ့အာယုံတွေသကုဓာရိကစိတ်ကတိတဲ့အာယုံသောဒဓာရိကစိတ်ကတိတဲ့အာယုံခန္ဓာဓာရိကစိတ်ကတိတဲ့အာယုံဇိဝါဓာရိကစိတ်ရဲ့အာယုံကာယဓာရိကစိတ်ရဲ့အာယုံမနောဓာရိကစိတ်ရဲ့အာယုံဒါပြောခဲ့ပြီ။အခုပြောဖို့လက်ရောက်လာတော့ဓာရကနေလွတ်နေတဲ့စိတ်ရဲ့အာယုံဓာရဝိမုတ်စိတ် ဒွါရဝင်မုတ်စိတ်တို့ဤအာယောဒွါရဝင်မုတ်စိတ်ဆိုတာဘာကိုပြောရလဲဆိုပဋိသင်္နေဘဝင်စုတိကိစ္စကိုဆောင်ရွက်တဲ့စိတ်ကိုဒွါရဝင်မုတ်စိတ်လို့ခေါ်တယ်အဲ့ဒါ16မျိုးရှိတယ်ဒွါရဝင်မုတ်စိတ်က16ပါးရှိပါတယ်နော်အဲ့ဒါကိုဟိုဒွါရသင်္ခါမှာပြန်ကြည့်လိုက်ရင်သိပါလိမ့်မယ်အဲ့ဒီဒွါရဝင်မုတ်စိတ်16ပါးပဋိသင်္နေကိစ္စဘဝင်ကိစ္စစုတိကိစ္စတွေကိုဆောင်ရွက်နေတဲ့အခိုက်အတန့်မှာဒွါရကနေလွတ်နေတယ်သူတို့ကဘာကိုအာရုံပြုတာလဲဘေးစရာရှိတာ ဒီဒေါရဝိမုတ်ဖြစ်တဲ့ပရိသန်တွေစိတ်ကလေးကဘယ်အာယုံပြုလဲဘဝင်စိတ်ကလေးဟာဘယ်အာယုံပြုလဲသုတိစိတ်ကလေးကဘယ်အာယုံပြုလဲအများသောအားဖြင့်အချားမဲ့လွန်ခဲ့ပြီးသောဘဝဘဝဟောင်းကရဘဝဟောင်းနေပြီးတော့မနာတနာဇောယူထားတဲ့အာယုံကိုမနာတနာဇောသတိကံဒီမှာဖြစ်တဲ့စိတ်ကလေးမနာတနာဇောတေကံဒီမှာဖြစ်တဲ့ဇောစိတ်ကလေးရဲ့ယူထားတဲ့အာယုံဖြစ်တဲ့ကံ ဒါမှမဟုတ်ကံမနမိတ်ဒါမှမဟုတ်ဂရိနမိတ်အဲ့သုံးပါးမှာတဘာဘာကိုထိုက်တိအားကြောသောအာယုံပြုပါတယ်အတတူရဲ့တင်းကျူကျန်ရဲ့အမူရင်းပါလိပါဒေါရဝိမုဒ္ဒနာနဲ့ပရိသန္တိဘဝေသုတိပရိသန္တိဘဝေသုတိလို့ခေါ်တဲ့ဒေါရဝိမုဒ္ဒစိတ်ဟာဘာအာယုံပြုလဲတဲ့ဒီမှာကံကံမနမိတ်ဂရိနမိတ်အဲ့ဒါအာယုံပြုတယ်အဲ့ဒီအဲ့ဒီ ကံကံမနမိတ်ဂရိနမိတ်ဆိုတာဘာတွေလဲပြန်ရှင်းပါမယ်ကံကံမနမိတ်ဂရိနမိတ်ကလည်းအချို့ကပြစ္ဆုတ်ပံဖြစ်နိုင်တယ်အချို့ကအတိတ်အချို့ကကာလဝိမုတ်ပြည့်ညက်ဖြစ်မှာအာယုံ6ပါးပါပဲအာယုံ6ပါးပါပဲအဲအာယုံ6ပါးပဲမဲ့ तू ကရိုးရိုးအာယုံ6ပါးမဟုတ်ဘူးတေကန်နီးမှာဖြစ်တဲ့မရဏတန်နာဇောကယူထားတဲ့အာယုံ6ပါးအဲအာယုံ6ပါးပြစ္ဆုတ်ပံလည်းဖြစ်နိုင်တယ်အတိတ်လည်းဖြစ်နိုင်တယ်အနာဂတ်ကတော့မဖြစ်နိုင်ဘူးပေါ့နော်အနာဂတ်မဖြစ်နိုင်ဘူးနောက်ပိုင်းကျရင်သိရပြည့်ညက်တွေလည်းဖြစ်နိုင်တယ် အဲအာယုန်နေဖြစ်နိုင်ပါတယ်ကဲကြည့်အောင်ကဲကမ္မနမိတ်ဂရိနမိတ်လို့ဘာဖြစ်လို့ခေါ်ရတာလဲမြတ်သားဖြစ်တေဂန်နီးခါမဟုတ်တဲ့အခါမရဏတန်နာဆိုတာတေဂန်နီးကိုပြောတာတေဂန်နီးခါမဟုတ်တဲ့တခြားဝီတီစိတ်တွေကသိရင်တဲ့ကံကမ္မနမိတ်ဂရိနမိတ်လို့မခေါ်ဘူးရူပါယုံဆိုရူပါယုံလို့ပဲခေါ်တာတရားယုံဆိုတရားယုံခန္ဓာယုံဆိုအတန်ဆိုလည်းအတန်အနတ်ဆိုလည်းအနတ်အရသာဆိုလည်းအရသာဓမ္မယုံဆိုဓမ္မယုံအဲ့လိုပဲခေါ်တာအာယုံ6ပါအာယုံ6ပါပဲအတေဂန်နီးခါမရဏတန်နာဆိုမရဏတန်နာဝီတီ ပရိသတ်နဲ့သူဒီအဲ့ဒီအာယုံ6ပါးမျိုးကြတော့သူကဘလို့ခေါ်လိုက်လဲတေကန်နိကမဖြစ်သွားတဲ့ခါလေးကြတော့ကံလို့လည်းခွန်ခေါ်မယ်ကမ္မနမိတ်လို့လည်းခွန်ခေါ်မယ်ဂရိနမိတ်လို့ပဲခွန်ခေါ်မယ်ခုနရူပယုံတတရုံဆိုတဲ့နာမည်အပြင်အဒါလေးကအစင်းလေးပဲဒါလေးကအတန်လေးပဲအဲ့နာမည်အပြင်ဟိုနတ်ပြည်ကြောင့်မပုတ်ကနတ်ပြည်နမိတ်ထင်တာတဲ့အနတ်ပြည်ဆိုတဲ့အစင်းအစင်းလို့လည်းခေါ်လို့ရတယ်နမိတ်လို့လည်းခေါ်တယ်နတ်ပြည်ကြောင့်မဆိုဂရိနမိတ်အဲ့လိုမျိုးပေါ့နော်အဲ့လိုပြောင်းပြောင်းဒီကံဆိုတဲ့နမိတ်ကံဒါမှမဟုတ်ရင်ကံနမိတ်ကမ္မနမိတ်ဂရိနမိတ်၃မျိုး နာမည်ထပ်တိုးလာတယ်အဲ့လိုခေါ်ရတယ်။ဒါဆိုရင်လွယ်လွယ်မှတ်လို့ရပြီ။ဒွါရဝိမုတ်စိတ်ရဲ့အာယုံကပါလေ။ကံဖြစ်ရင်ဖြစ်မယ်။ကမ္မနမိတ်ဖြစ်ရင်ဖြစ်မယ်။ဂတိနိမိတ်ဖြစ်ရင်ဖြစ်မယ်။ကံဆိုတာပါလေ။ကံဆိုတာပရိသတ်တွေအကျိုးပေးမဲ့ကံ၊ကုသိုလ်ကံ၊အကုသိုလ်ကံပဲ။ဒီကံဒီမှာထင်တာပြောတာနော်။ဒီကံဒီခါမှလာမှာဒီဘဝမှာဖြစ်နေတဲ့ပရိသတ်တွေစိတ်၊ဘဝစိတ်၊သုတိစိတ်ဆိုရင်အတိတ်ပြီးခဲ့တဲ့လွန်ခဲ့တဲ့ဘဝကရက်ကမရဏတဏ္ဍဒီကံဒီခါမှာဖြစ်ထားတဲ့စိတ်ကလေးကယူထားတဲ့အာယုံသူဆက်ယူနေတယ်။ ဟိုကံကံအာယူတဲ့ပြီးခဲ့တဲ့မနာတနာသင်္ကန်းတိခါမှာလူဖြစ်မဲ့ကံလေးကကုသကံလေးထင်တာတယ်ကံနမိတ်ကံတရာကပြိသင်နေအကျိုးပေးမဲ့ကုသကံအကုသကံနော်အခုဘဝအတွက်တရာရှေ့ရလှုပ်ထားတဲ့ဟာပေါ့ဟိုမှာကုသဘက်ကဒါနသီလဘဝနာတွေလှုပ်ထားတယ်ကောင်းမှုကုသိုလ်လေးတွေတခုခုလှုပ်ထားတယ်အဲ့ဒီအချိန်မှာဖြစ်ခဲ့တဲ့စိတ်အနေထားမျိုးလေးပြန်ဖြစ်သွားတာကိုဆိုလိုတာအာဖြစ်ခဲ့တဲ့အခုပဲ အရင်တော့လှူထားဘူးတာလေးကိုဘက်ကနေစိတ်ထဲပြန်ပေါ်ပြီးအခုပဲလှူနေရဆိုအဲ့စိတ်လေးပြန်ဖြစ်လာအခုဆိုဘက်မှာဆိုရင်ကိုယ်သူများကိုရိုက်ထားတယ်အခုပဲတခါလေးရိုက်တဲ့စိတ်ပြန်ပေါ်လာသူများတတ်ထားတယ်ကိုယ်တတ်တဲ့စိတ်ပေါ်လာအဲ့လိုစိတ်ကလေးပြန်ပေါ်လာအဲ့ဒါကံအဲ့ကံထင်လာကံထင်လာတယ်ဆိုရင်အဲ့ဒါကံဒီအယုံပါပဲအဲ့ကံအယုံကနမိတ်ပါအဲ့အဲ့အဲ့နမိတ်နဲ့ဘဝကုလာတယ်ဆိုရင်ဒီဘက်မှာဒီဘက်ဘဝမှာရှင်တဲ့ပြိတ္တန်နေစိတ်တွေဘဝစိတ်တွေသုတိစိတ်တွေအားလုံးဟာဒီကံကိုအယုံပြုတ်နေပါတယ် မသိတနည်းအားဖြင့်ဆိုရင်ပဋိသင်္ဍေဘုံဝင်သုတိဆိုတာမသိစိတ်ပါပဲမသိစိတ်တရားဒါတွေအယုံပြုတယ်နောက်ကမ္မနမိတ်ဆိုတာဘာလဲကမ္မနမိတ်ဆိုတာကအဲ့ဒီကံကိုပြုစဉ်ခါတော့ကကြုံတွေ့ကြရတဲ့အာယုံတွေပါပဲဟောဖရာပန်းလှူတယ်ဖရာပန်းလှူတဲ့ဆိုပန်းပေါ့ဖရာရဲ့ပန်းရဲ့ဒီမှာရှိမှာဒါတော့သူထက်ခွဲတာတော့အသေးစိတ်မသိခြင်းလေပန်းတွေအာယုံပြုမိမယ်ကြောင်းဆောက်ထားတဲ့ဆိုရင်ကြောင်း အဲဒါမှကမ္မနာမိတ်ဒါနေတိယမှာဘလို့ပြရတယ်ဒုတ်တယ်လှန်တန်းတွေဒါလှန်လေးများဒါအကုသို့အတွက်ဟာဒါသူများအတောက်တတ်ထားတယ်တတ်ထားတယ်ဆိုဒါနဲ့ခုတ်တယ်ဆိုဒါတွေပါလေပေါ်လာမြင်ရတော့ကျောင်းလူထားတယ်ဖရဲတွေပါလေဇီးတွေပါတဲထားတယ်အဲဒါအိခါတွေအဲဝင်ထဲမှာပေါ်လာသင်္ကန်းကတ်ထားတယ်ထီးတွေတကွန်တွေပန်းတွေအဲ့ဒါမျိုးလှူထားတယ်အကံကိုပြုစင်တော့ကအဲ့ဒီကံရဲ့အာယုံအကံမနာမိတ် နော်ကံအပြုစင်တော့ကကောင်းတာကြောင်းလှူလာရဆိုကြောင်းနွားတက်ထားရဆိုရင်နွားတန်နမူနာပြောတာကုသိုလ်ဘက်ကလှူလာရဆိုလှူလာတဲ့အာယုံတေကန်နီးမှာနော်တေကန်နီးမှာပြုလာတဲ့အိမနာတဏ္ဍဆိုတာဘတ်ဆိုအဲ့ဒါလေးအာယုံပြုပြီးတော့တေသွားတာပေါ့အဲ့အာယုံလေးကိုကာမနမိတ်ခေါ်တော့ဂရိနမိတ်ဂရိနမိတ်ဆိုတာလာရောက်ရတဲ့ဘဝဂရိဆိုတာလာရောက်ရတဲ့ဘဝလူပြီး လူပြည်ဝမ်းထဲမှာဖြစ်မဲ့ပုံကိုအတွက်ဆိုအမိဝမ်းရေးထင်လားငရဲကြမဲ့ပုံကိုဆိုငရဲအိုးတွေငရဲဒိတ်တွေငရဲမီလီယံတွေခွေးနှက်ကြီးတွေထင်လားနတ်ပြည်ကြမဲ့ပုံကိုဆိုနတ်သမီးတွေဗိမာန်တွေပရိသတ်ဘင်းတွေအဲ့လိုထင်လားအဂရိနမိတ်ပဲလာရရမဲ့ဘဝမှာကြုံတွေ့လက်တဲ့အာယုံတွေတိုက်ရအာယုံလည်းရှိတယ်နော်လူပြည်ကြမဲ့ဆိုအဝါကြီးနတ်ပြည်ဆိုနတ်ဗိမာန်ငရဲပြည်ဆိုငရဲပိတ်တာဖြစ်မဲ့ဆိုတော်တွေတောင်းတယ်မြေကန်းတယ် ။အဲသူနဲ့ဆက်ဆက်ပြီးတော့အတုံးဆောင်တွေပါတယ်ထင်လာတာလည်းရှိတယ်။အဲအဲ့ဒီအားလုံးကဂတိနမိတ်ပဲ။ဇတိကဏီမှာအဲ့ဒါထင်ပြီးမှတည်သွားတယ်။အဲတချို့ဆိုရင်ဒီကဏီမှာအာဘသူကလက်ကြိုတယ်၊နှစ်ပြက်လက်ခေါ်နေတယ်၊ငါဘသူကလက်ခေါ်နေပြီ။ဘာညာပြောပြီးတော့တည်သွားတာပေါ့။အဲ့ဒီအာယုံမျိုးကဂတိနမိတ်ပါပဲ။ဒါဆိုရင်ဒီဘက်ဘွားမှာဖြစ်သွားမဲ့ပရိသန်နေစိတ်ဘဝင်စိတ်သုတိစိတ်ကလေးတွေဟာအဲ့ဒီအာယုံလေးကိုပြအာယုံပြုတ်နေပါတယ်။ကံမရဏတဏ မနနာတနာအခါမှာနော်တေဂန်နီးခါမှာတေဂန်နီးဆိုတာကအသေးပိုးတော်တော်ကြာကြာလေးကိုပြောတာမဟုတ်ပါဘူးအဘိဓမ္မာမှာပြောတဲ့တေဂန်နီးပါအဘိဓမ္မာမှာပြောတယ်ဆိုတာမနနာတနာသောဟာလက်တစ်ဖြစ်အတွင်းမှာလည်းဖြစ်သွားနိုင်ပါတယ်လက်တစ်ဖြစ်အတွင်းမှာသုတိစေကြဆိုလက်တစ်ဖြစ်အတွင်းမှာပဲဒါမနနာတနာသောလေးကဖြစ်သွားနိုင်တယ်လက်အိတ်တွင်းလေးမှာဖြစ်သွားတဲ့ကာလကိုဆိုလိုပါတယ်အဲမှာယူလာတဲ့6အာယုံ6ပါးရဲ့အာယုံတွေပါပဲအစင်းတွေအတန်တွေအနက်တွေကိုပဲပြောပါတယ်အဲ့ထဲအဲ့ဒီအာယုံ6ပါးကိုပဲဒီမှာနာမည်3မျိုးနဲ့ခေါ်ပါမယ်ကံ ကံမနမဲ့ဂတိနမိတ်ဆိုပြီးတော့အာယုံပြောင်းခေါ်ပါမယ်အစင်းဆိုရင်အစင်းနေပါပဲအကယ်၍တရားတွေပါနေနာပြီးမှသိတယ်ဆိုရင်အတန်ပါပဲပန်းတွေပါလှူပြီးမှအနံ့အာယုံပြီးမှသိသွားရင်အနံ့ပါပဲသလူမလူတွေပါတဲ့အရသာတွေကိုယ်တိုင်နဲ့စားတယ်တန်ဃာတော်တွေလည်းလှူတယ်အဲ့လိုမျိုးတွားရင်အဲ့ဒါအရသာရသာယုံဖဲတွေမှုရတွေလက်နဲ့ကပ်ပြီးတော့လှူဒန်းတယ်အဲ့ဒီအချိန်မှသိသွားရင်အဲ့ဒါဖောရဘာယုံပါပဲမိမိရဲ့ခန္ဓာကိုယ်မှာအနိစ္စဒုက္ခအနတ္တဝိပဿနာတွေရှုပြီးတော့မှအာယုံပြီးပြီးသိရင်ဓမ္မယုံအာယုံပြီးပြီးသိသွားတယ်အဲ့ဒါအဲ့ဒီဒွါရဝိတိတစ်ထပ်သိတယ်လို့ပြမယ် ဒါအကုဒါကုသိုလ်ဘက်ကနေယူပြီးတော့ပြောလိုက်တာပါအကုသိုလ်ဘက်မှာလည်းအဲ့အတိုင်းပဲရှာဖွေပြီးတော့မှကြည့်နိုင်ပါတယ်မကောင်းတဲ့အတန်တွေပေါ့နော်မကောင်းတဲ့အနှံ့တွေအဲ့လိုပုံစံမျိုးနဲ့ဖြစ်လာမယ်အဲ့ဒါဒီပြင်သေကံကြီးမှာဖြစ်သွားတဲ့အခါမျိုးကျတော့အကုသိုလ်ကံ ကုသိုလ်ကံဆိုရင်ကံနမိတ်အဲ့သူတို့ရဲ့အာယုံအဲ့ဒီကံတွေပြုလုပ်စဉ်တော့အာယုံတွေကျတော့ကံမနမိတ်နော်ကြောင်းထူထားတဲ့ဆိုကြောင်းတက်ခါဖြတ်ထားတဲ့ဆိုအဲ့တက်ခါဖြတ်ထားတဲ့ဟာတွေပြန်ပေါ်လာတယ်လက်နက်တွေတွားတွေနွားတွေဒါကိုရရမဲ့ဘုရား အဲ့ဒါပေါ်ပြီးမှတည်သွားတယ်ဆိုဂတိနမိတ်ဒါဘယ်တော့မှဖြစ်ခဲ့တာလဲအရင်ဘဝနော်အရင်ဘဝတေဂန်နိကာလမှာဖြစ်ခဲ့တဲ့အာယုံလေးအဲ့ဒီအာယုံလေးကိုဆက်ပြီးတော့မှအခုချိန်နေခါမှာဖြစ်သွားတယ်ပဋိသင်္တိစေဘဝင်စေသုတိစိတ်တွေကဆက်ပြီးတော့မှအာယုံယူနေပါတယ်အရင်ဘဝတော့ဒါလေးတွေထင်ပြီးမှတည်သွားတယ် အဲအဲ့ဒီအာယုံလေးတွေကိုအခုပရိသတ်နေစိတ်ဘုံဝင်စိတ်သုတိစိတ်တွေကဆက်ပြီးတော့မှယူနေတယ်အဲကြောင့်ဓာရဝိမုတ်စိတ်တွေရဲ့အာယုံဆိုပြီးမှပြန်သုံးဆွဲခဲ့ပါတယ်အားလုံးတို့ကဓမ္မအပေါင်းယောဂီအပေါင်းတို့ဒီကိုစိတ်နှပြအချမ်းပါချမ်းသာပေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝင်ငြိမ်းအေးကြပါစေတရားဓုတိယမြတ်မြတ်လင်းမြန်စွာရရှိကြ၍သူတစ်ပါးသားတရားဓုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ